လိုင်းကိုလိုင်းကိုဒါလိုင်းကိုဂျပန်လိုင်းကိုစကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်နယ်ဆက်မြင်းအနီးမှာရှိတဲ့အင်းတော်မျိုးကိုတော်လိုင်းကြီးပူပေါင်းတက်တွေက၈လနီးပါးကြာတိုက်ခတ်ခဲ့ပြီးတဲ့နောက်ဧပြီ9ရက်နေ့ညအုပ်ပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပါပြီ။ဟေးအောင်ပြူလို့ရခွာရ ဧပြီ9ရက်နေ့ည7နာရီလောက်ကအင်းတော်မြို့မှာတခုတည်းကြံ့နေတဲ့စစ်ကောင်စီတပ်ရဲ့ဂျပန်လိုင်းကူဂုံးကိုတော်လိုင်းရင်ပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်အင်းတော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့ရှီတန်းသတင်းရင်းမြစ်ကပြောပါတယ်။ဧပြီ10ရက်နေ့မှာဂျပန်လိုင်းကူဂုံးမှာတက်ဆွဲထားတဲ့စစ်တပ်ကစခန်းအပြင်ထွက်ပြီးစစ်ကြောင်းထိုးလာတာကိုတော်လိုင်းရင်ပူပေါင်းတပ်တွေကလိုက်လံတိုက်ခတ်ရမှာအဲ့ဒီစစ်ကြောင်းကိုချီမုံနိုင်တယ်လို့စခန်းကုန်းတစ်ခုလုံးကပါဆက်လက်သိမ်းပိုက်နိုင်ခဲ့တာပါ။သူကစစ်ကြောင်းထိုးလာတဲ့အခါမှာတိုင်ရင်နဲ့သူတို့ အဲ့လိုပဲဟိုဆုံးချီဆုံးတာပေါ့နော်ကိုဘကကြီးကဟိုမြို့မြို့မှာဘုန်းကြီးချောင်းတို့ဒီဖရာဒီလျောင်းတို့ဘုရားကုန်းတို့ရတာပေါ့နော်ညပြီးတော့မှနောက်တစ်ခုကျတော့ဂျပန်လိုင်းခုံးထိုင်ရတာပေါ့ဒီနေရာတော့အဲ့လိုမျိုးကိုဘကထပ်ပြီးတော့ထိုးစီပြန်ဆင်းတဲ့တဘုံမျိုးလှုပ်လိုက်တာပေါ့နော်နောက်ဆုံးကျတော့ဒီရေလုံးကတော့လေနေနဲ့ချင်းနေတာပေါ့နော်ဟိုနှစ်ဖက်ကြဆုံးနေတော့ရှိတာပေါ့ င်းတော်မျိုးသိန်းတိုက်ပွဲမှာတော်လိုင်းပူပေါင်းအဖွဲ့တွေဘက်ကနေစစ်ကောင်စီတပ်ရဲ့စစ်တုံးမှန်အများပြဖမ်းမိခဲ့သလို120မမဟောင်ဝင်စာအမြောက်လက်နက်ကြီးအပါဝင်လက်နက်ခရံအများပြသိမ်းဆီးရရှိထားပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံးစစ်ကောင်စီတပ်ကလေကြောင်းကနေဂျက်တိုက်လေယာဉ်နဲ့ဝိုင်းတွဲအမျိုးအစားလေယာဉ်တွေနဲ့ပါတနေကုန်ဘုံကျဲတိုက်ခတ်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေလည်းရှိခဲ့ပါတယ်။အင်းတော်မျိုးကိုပြီးခဲ့တဲ့ဩဂလ16ရက်နေ့ကစတင်ပြီးတော်လိုင်းကြီးပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တာပါ နလနီဘာခန့်အကြမှာမြို့ပေါ်ရက်ွက်အားလုံးကိုတင်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ရဲ့ဂျပန်လှိုင်ကူကုန်းစခန်းတစ်ခုသာကျင်းပခဲ့တာပါဂျပန်လှိုင်ကူကုန်းဟာအင်းတော်မြို့ရဲ့အရှိတ်တစ်ဆက်ထဲမှာရှိပြီးအရှိတ်အနောက်တွေ့တန်းနေတဲ့တောင်ကုန်းတစ်ခုဖြစ်ပြီးအင်းတော်မြို့နဲ့ရွှေဘိုမြစ်ကြီးနားလမ်းကိုဖြူဟာအရဆုံးမထားနိုင်တဲ့ဂုန်းတစ်ခုလည်းဖြစ်ပါတယ် ကချင်ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့နန်စီအောင်မြို့နယ်28မိုင်ခန့်သာဝေးပြီးဘျူဟာအရာရွှေဘိုမြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့အင်းတော်မြို့ကိုလက်မလွတ်ရရည်အတွက်စစ်ကောင်စီတပ်ကအပြင်းထန်ခုခံခဲ့ပေမဲ့လက်လွတ်ခဲ့ရတာပါအင်းတော်ရရတယ်ဆိုရင်ကျွန်တော်တို့ဒီခုဒီဘက်ဆိုလဲကျွန်တော်တို့ကလေးချီရင်ရကဘောခဲရကျွန်တော်တို့ဒီခချင်ဒီလိုက်စာနဲ့ကိုကျွန်တော်တို့အချိန်တိုအတွက်ကိုဗစ်ဒီဘက်မာမိတ်ဆက်ဆိုင်ကိုအချိန်တို ်ဥပဒေလုံးဆောင်လို့ရတယ်ကြာစေရေးပိုင်းမျိုးလေးတေးဒီဟာရပါအရေးကြီးတဲ့မျိုးတစ်မျိုးဖြစ်နေတယ်ကျွန်တော်တို့ကမင်းတို့ဘာကတူရဲတဲ့တောင်ဖမ်းထားတယ်တူရဲလေစကားပြောလိုက်ပါစကိုင်းတိုင်းအင်းတော်မျိုးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မြို့သားညညွေးအစိုးရ NUG လောက်ခံ PDF တက်တင်နဲ့ ABSD ရဲ့ចောင်းသားတက်အပြင်ဒီသားခံ local PDF အများပြားကပူပေါင်းတိုက်ခတ်ခဲ့တာပါ ပြီးခဲ့တဲ့မတ်လ15ရက်နေ့မှာလေကတာမြို့ရှိချင်းမြန်တရင်ခမရ309ကအင်အား150ခန့်ပါတဲ့စစ်ကြောင်းဟာမြို့အနောက်ဘက်16မိုင်ခန့်အကွာမှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့ကိုအင်းတော်ကတာလန်တိုင်းဥတီစစ်ကူတွားခဲ့ရမှာကတာမြို့အနောက်ဘက်9မိုင်ခန့်အကွာမှာအတိုက်ခံခဲ့ရပြီးစစ်တုံးမှန်အများပြဖမ်းမိခဲ့ပါသေးတယ်မြေပြင်မှာအထိနာနေတဲ့စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေပြီးလက်ရှိချိန်မှာဘုံကျဲတိုက်ခတ်မှုကြောင့်မြို့ပေါ်ကတပ်တနိကအဆောက်အဦတွေပျက်စီးသွားပါပြီ။ လက်ရှိအချိန်မှာတော့အာနာသိန်းစစ်ကောင်စီအနေနဲ့မြို့ပေါင်း60ကျော်ကိုလက်လွတ်ဆုံးရှုံးထားရပြီးအင်းတော်မြို့ရဲ့မြောက်ဘက်မိုင်20ခန့်အကွာမှာရှိတဲ့မော်လူးမြို့ကိုလည်းပြီးခဲ့တဲ့2023ဒီဇင်ဘာမှာ ABSDN နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။